မင်းကသတိကြီးဝိထုသူရတန်အောက်သူရတန်ဝိဇံသာရှိတော်ဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဗရိယာမျိုးကို အမိပြု၍မြာလေးတော်၌နေတော်မူသည်မင်းကသတိကြီးကိုအကြောင်းပြု၍ဟောတော်မူလေ၏မင်းကသတိစိတ်ရှိတော်သတိလူရခသိမ်ပေးနိုင်သော ရွှေစိတ်ယုတ်များစွာရှိတော်သတိကြီးဟုလိုမြတ်စွာဘုရားသည် အင်္ဂါတိုင်း ဩရဒတိုင်းတို့၌ဒေသသာရိကြွရှိတော်မူလက်သည်ရှိတော်မင်းကတထေကြီးဤ၎င်းထိုတထေကြီးဤသန္ဓဘုရုမာမိရှိသောတထေကတော်ကြီးဤ၎င်းသာဖြစ်သောဒနေတရားတထေဤ၎င်းရွှေမာဖြစ်သောသုမနာဒေဝီဤ၎င်းထိုမင်းကတထေကြီးဤမြေးဖြစ်သောဝိဒါကဤ၎င်းကျွံဖြစ်သောဘုံနာဤ၎င်းဤသူတို့ဤသောတာပတ္တိဖို၌တီအံသော အကြောင်းဥပနိတယကိုမြင်တော်မူ၏ ပရိယာမျိုးတို့ကြွားသွားတော်မူပြီးလျင်မြာလေးတော်၌နေတော်မူတဲ့မင်းတကတထေကြီးသည်မြတ်စွာဘုရားဤကြွလာတော်မူခြင်းကိုကြားရလေ၏အဘဲကြောင့်ဤတထေကြီးသည်မင်းတကတထေမိသည်နီးဟုမူကားထိုတထေကြီးဤနောက်ဖေး၌ရှင်မင်းပေသာမြလောက်သောအရ၌သင်မင်းနွာလာဥဒ္ဓဘအတိုင်းရှိရှိသော အတိုင်းရှိရှိကုန်သော ရွှေပြင်းပြီးသောစိတ်ယုတ်တို့သည်မြေကို ဖောက်ခွဲပြီးလျင် ကြောက်ကုန်ဖြင့်ကြောက်ကုန်ဖြင့်ကြောက်ကုန်ကိုထိခိုက်ကုန်လည်းရဲ့အိမ်တော်ဖေးမှပေါ်ပေါက်လာကြကုန်တည်းထိုချွေစိတ်ယုတ်တို့ဤခရွင်းတို့၌ငါးပါးသောအစင်းရှိသောရှိထွေးရှိခင်တို့ကိုထဲထားအပ်ကုန်ဤထောဘစီပြတင်လဲစသည်တို့ဖြင့်၎င်းအဝေပသို့ရွှေငွေစသည်တို့ဖြင့်၎င်းအလိုရှိသည်ရှိသောထိုရွှေစိတ်ရုပ်တို့ဤကရွေးမှရှိရွှေရှင်ငင်တို့ကိုနှုတ်ပယ်လိုက်သည်ဖြင့် တခုသောချွေဆိတ်ရုပ်ဤခရွင်းမတော်လဲသမုဒီပါကျွတ်၌နေကုန်သောသူတို့အားသုံးဆောင်ခြင်းကလောက်သောထောဘတ်စီပြားတင်လဲအဝတ်ပသောချွေငွေတို့သည် ထွက်ကြလာကုန်၏ထိုကမှသာ၍မင်းကသတိကြီးဟု၍ထင်ရှားကြော်တော်လေ၏ထိုမင်းကသတိကြီးဤရှေ့၌ပြုအပ်သောကောင်းမှုကံသည်အဘယ်နည်းဟုမူကားဝိပတ်သည်ဖျားရှင်လက်ထ၌ဤသတိကြီးသည်အဝရောသအမိရှိသောတကြွေဤတူဖြစ်၍ ဥိနှိတုသောအမိရှိသောအဝရောသမိသောသူဖြစ်လေ။ထိုကားထိုသူဤဥိသည်မြတ်စွာဘုရားဤကဏ္ဍကုရီကို ဆောက်လို့ရှင်းကအားထုတ်လေ။ထိုသူအဝသောရအဝရောသသည်ဥိအထံသို့သွား၍ဥိကျွန်တော်တို့နှစ်ယောက်သလုံးတို့သည်အတူတကားသာလင် ဆောက်လို့ကြကုန်တို့အဟုဆိုလက်တော်။ငါကသူတစ်ပါးတို့နှင့်အတူတကားဆက်ဆံသည်ကို မပြုတ်မူ၍တယောက်ထီထီဆောက်လို့ပေးအဟုဆိုလေ၏။ ဥဤဒီပေသောအခါကာလ၌ဤရ၌ကဏကုရီကိုစားလို့သည်ရှိသောဤရဝယ်ကုံသရအမည်ရှိသောတရက်ကိုရာချင်းကအသိဤဟုကြံပြီးလျင်တောဥမတေသာအဆောက်အဦတို့ကိုဆောင်းယူစေ၍ဒီတိုင်းတစ်ခုကိုရွှေဖြင့်ရှယ်သည်ဤဒီတိုင်းတစ်ခုကိုငွေဖြင့်ဖြည့်ရှယ်ဤဒီတိုင်းတစ်ခုကိုပရံများဖြင့်စီရှယ်ဤဒီတိုင်းတစ်ခုကိုယရနာခုနပါဖြင့်စီရှယ်ဤထုံလျောက်တကားပေါင်းတကားမှတကားရွယ်၄သာပြတင်း အရှင်နေတဲ့အမိုးအုပ်ဟုသိုးအပ်သော အလုံးစုံတို့ကိုလည်းရွှေသတိတို့ရှိရှေသီမွမ်အပ်သည်တို့ကိုသာလင်ပြုလုပ်စေသည်ဖြင့်ကန္နာကုရီတဤမျက်မှောက်ရှေရှူရာရဲ့၌မျက်စွာဖျားလုံကယရနာခုနှစ်ပါးဖြင့်ပြီးသောပုံတရအမိရှိသောတရားကိုဆောက်လုပ်စေလေ၏ထိုတရား၏အထက်၌တခဲနှင့်ရွှေနီဖြင့်ပြီးကုန်သောကမ္ဘလာတန်နာဖြင့်ပြီးကုန်သောအရှင်ထုထုပိကာတို့သည်ဖြစ်ကုန်၏ကုံတရတရား၏အလေဖြစ်သောအရ၌ ယေရနာမန္တကိုဆောက်လုပ်စီလေ၏တရားဟောပလင်နီယာကိုထားစီလေ၏ဒုတရားဟောပလင်နီယာ၏အရှိတို့သည်တခဲနှင့်ရွှေနီဖြင့်ပြီးသည်သာလျင်ဖြစ်ကုန်၏လေးကုသောအပေါင်းတို့သည်ထိုအတူ ရွှေနီတခဲနှင့်ဖြင့်ပြီးကုန်၏လေးကုသော ရွှေဆိတ်ရုပ်တို့ကိုလည်းပြုလုပ်စေ၍တရားဟောပလင်နီယာတရားဟောပလင်နီယာ၏အရှိလေးကုတို့၏အောက်၌ထားလေ၏နခုသောရွှေဆိတ်ရုပ်တို့ကိုပြုလုပ်စေ၍ရှေတော်ရှာယာ ရှင်နှင်းပြီးအောက်၌ထားလေ။ဆောက်ကူသောရွှေသိယုတ်တို့ကိုပြုလုပ်စေပြန်၍မန္တတို့ကိုထဝန်းကျင်မှဝန်းရံစီလျက်ထားလေ။တရားဟောပလင်နေရာတော်ကိုရှေးဥစွာရှိဖြင့်ပြီးကုန်သောကျိုးတို့ဖြင့်ရဲလုံစီပြီးလျင်အလယ်၌ရွှေရှိဖြင့်ပြီးကုန်သောအထက်၌ရွှေပလဲဖြင့်ပြီးကုန်သောရှီတို့ဖြင့်ရဲရဲလုံစီလေ၏။တရားဟောပလင်နေရာတော်ဤမိဒံနောက်မိ ်တန်ခဲပြင်ကသဏ္ဍခုပြင်ပြီးသောတန်ခဲဖြစ်လေ၏ဤသို့လင်ကုံသရသရက်ကိုပြီးစေပြီးလျင်သရက်ပူသောတာရုခေါ်ပွဲကြီးသပင်ကိုသင်ခြင်းမလက်သည်ရှိသောရှောက်တန်းရှစ်သိန်းကုံသောရဟန်းတို့နှင့်အတူတကားဝိဘတိမြတ်စွာဘုရားကိုပင်ဖဲ၍လေးလာတို့ပတ်လုံးအလှူကြီးကိုပေးလှူလေ၏အဆုံးဖြစ်သောနေ့၌ဤသီဝရိသင်္ကန်းသုံးတယ်ကိုလှူလေ၏ ထိုယံတို့တွင်အငယ်ဖြစ်သောသံဃာအဖို့တသိမ့်ထိုက်သောသင်္ကန်းသည်ရောက်လေ၏ဤတို့လည်းဝိပတိဖျားရှင်ပွင့်တော်မူသောအခါကောင်းမှုကိုပြုလုပ်စေပြီးလျင်ထိုဘဝမှာသုတေမနေသေးလုံးသည်ရှိသောနတ်ပြည်လူပြည်၌သာလျင်ခြင်းလေသဖြင့်ဤဘဒ္ဒကဘာ၌ဗာရဏသီပြည်ဝဲများသောဥစ္စာရှိသော အမျိုး၌ဖြစ်၍ဗာရဏသီတရေကြီးအမည်ရှိသောသူဖြစ်လေ၏ထိုတရေကြီးသည် တနေ့တစ်နိုင်မင်းအားခံစားခြင်းသို့သွားလက်သည်ရှိသော ်ပုရောဟိတ်ဘုံနာကို မြင်လျင်ဆရာပုရောဟိတ်အသူနီးနခတ်ကိုတခဏမြစူးစမ်းသိဉ္ဉ်ကြရပါကုန်လောဟုဆိုလေ။ဩစူးစမ်းသိဉ္ဉ်ပါဤဟု၍၎င်းငါတို့အားတပါးသောအမှုဗမာရှိရနီးဟု၍၎င်းသုလတ်တော်ထို့သို့ဖြစ်မူဇဏဘုံ၌အဖြစ်ပြက်သည့်အဘယ်သို့ဖြစ်ရနီးဟုမေးလေ၏။တခုသောဘေးသည်ဖြစ်လက်တောင်ဟုသုလတ်တော်ဘေးမီသည်အဘယ်နီးဟုမေးပြန်လေ၏။တရေကြီးငတ်မော့ခေါင်းပါသောဘေးဟုသုလတ်တော် အဘယ်ခါဖြစ်လက်တန်ဤဟုမေးပြန်လေ၏ဤနေ့မှသုံးနှစ်လွန်သောအခါဖြစ်လက်တန်ဟုဆိုလက်တော်ထိုစကားကိုကြားရလျင်ဗာရာဏသီတရေသည်များသွားသောလေတုံကြီးအမှုကို ပြုစေ၍အိနာရှိသောဥစ္စာဖြင့်လဲစဘာကိုသာလျင်ဝေယူသည်ဖြင့်150ဂုံသောကြီးတို့ကိုစောက်လုပ်စေပြီလျင် အလုံးစုံသောကြီးတို့ကိုစဘာတို့ဖြင့်ပြည့်စေလေ၏ကြီးတို့သည်မဆန့်ကုန်သည်ရှိသော ဩရုကြီးသသည်တို့ကိုပြည်စေ၍ကျွင်းသောတဘာကိုမြေ၌တွင်းတို့ကိုတူး၍မြုပ်ထားလေ၏မြုပ်ပြီးသူမိထားသည်မှကျွင်းသောတဘာကို မြေနှင့်တကွနေ၍နေရန်တို့ကို လိမ့်ကြံစေ၏သူတရေကြီးသည်အခါတဘာ၌ငတ်မှုအရှင်ပေရောက်လက်သည်ရှိတော်အချင်းချင်းထားအပ်သောတဘာကိုသုံးဆောင်ဖားတော့လျက်ကြီးတို့၌၎င်းဩရုကြီးသသည်တို့၌၎င်းတဘာကုန်လက်သည်ရှိတော်ခြေချုံရှမ်းရန်တို့ကိုခေါ်သေး၍အမောင်းတို့သွားကြလေကုန်လော့ တောင်ကြီးရင်တို့ဝင်၍အတမွေးကြကုန်လည်းရဝါပြောသောကာလ၌ငါဤအတန်းတို့လာလိုကုန်သောသူတို့သည်လာကြကုန်လောမလာလိုကုန်သောသူတို့သည် ထိုတောင်ကြီးရင်၌ပင်အတမွေးကြကုန်လောဟုဆိုလေ၏ထိုကြီးကျွန်းရှမ်းရန်တို့သည်ငိုကြွေးရုံကုန်လည်းရမျက်ရည်နှင့်မျက်ခွက်ရှိကုန်သည်ဖြစ်၍တထေးကြီးကိုရှင်ကိုသည်ဖြင့်တောင်းမှန်ကြောကြကုန်သောကြောင့်ကိုနေရပလုံးနေသေးပြီလျင်ထိုတထေးဆိုတိုင်းပြုကြရကုန်၏ ။တရေကြီးအထက်၌ကအမှုကြီးငယ်ကိုပြုတတ်သော ပုံနာအမိရှိသောကျွန်တယောက်သည်သာလျှင်ကြံရိတ်ခဲ့လေ၏။ထိုပုံနာအမိရှိသောကျွန်နှင့်အတူတကားတရေကြောသည်၎င်းတရေသားသည်၎င်းတရေရွှေမသည်၎င်းဤ၅ရောက်သော သူတို့သည်သာလျှင်ရှိကုန်၏။ထို၅ရောက်သော သူတို့သည်မြေ၌တွင်းတို့၌သုံးမိသိမ့်စည်း၍ထားအပ်သောသဘာသည်ပင် ကုံမြန်သည်ရှိသောနေရ၌ကပ်၍ထားသောမြေကိုခွာပြီးလျင်ရေဖြင့်စွန့်လျက်ထိုနေရာမှရအပ်သောသဘာဖြင့်မျှတကြလေကုန်၏ထိုကားထိုဗာရဏသည်တထေကြီးဤသည်နီးအင်ရှင်မြေသောတထေကတော်ကြီးသည်ငတ်မှုရှင်ပေလွှမ်းမှုစဉ်နေရ၌ကပ်ထားသောသဘာရှိသောမြေမြေလဲကုန်ခဲ့ပြန်သောကြောင့်နေရရှိတို့၌ကျင်းသောမြေကိုခွာပြီးလျင်ရေဖြင့်ဆွ၍ တဆလေခွေးများလောက်သောစဘာတို့ကိုရသဖြင့်ထောင်းဖို့ပြီးလျင်တဆလေသောစံကိုရလက်သည်ရှိသောငုံမို့ခေါင်းပါသောကာလတခုတို့သည်များပြားလာကုန်ဤဟုတခုပေးမှကြောက်သဖြင့်တခုသောအိုး၌ထဲ့၍ပိတ်လျက်မြေ၌မြုပ်ထားလေ၏ထိုခါ၌တတိကတော်ကြီးကိုတတိကြီးသည်မင်းအားခသားရာမှပြန်လာ၍ရှင်မမုတ်သိသာလောင်လာပါ၏တေသုံတခုသောသားဝယ်တော့ဝယ်ရှိပါသလိုဟုဆိုလေ၏တတိကတော်ကြီးသည် ရှိဒီကိုမရှိဟုမဆိုတဲ့မူ၍သန္တသလေရှိပါသည်ဟုဆိုလေ၏ထိုတသလေသည်အဘေမာနိဟုမေးလျင်ခိုးသူဘေးမှကြောက်သောကြောင့်ဂျမမြုပ်နှံ၍ထားပါသည်ဟုဆိုပြန်လေပြောဆိုလေ၏ထိုသောဖြစ်မူထိုသန္တသလေကို ထုတ်၍တစုံတစ်ခုရှက်ပါလောဟုဆိုလတ်တော်အရှင်တရေကြီးယာကုကိုကြေကြေ၍ကြိုရသည်ဖြင့်နှစ်ခါနှစ်ကြိမ်သုံးဆောင်ရလတ်တံထမင်းကိုကြွေရှက်ရသည်ဖြင့်တစ်ခါတစ်ကြိမ်သာလျှင်သုံးဆောင်ရလတ်တံ အဘေကိုချက်ရပါအန်ဤဟုမေးလေ၏ငါတို့အားတပါသောအကြောင်းထောက်ပံ့သည်မရှိလေပြီသမင်းကိုစား၍တေကြပါသို့သမင်းကိုသာချက်ပါလို့ဟုဆိုလျင်တတိကရောကြီးသည်သမင်းကို ချက်၍ငါးခုသော အဖို့အစုတို့ကိုပုံလျက်တတိကြီးအဖို့သမင်းကိုခူး၍ရှေ့နိုင်ထားလေ၏ထိုကဏ္ဍ၌ကန္ဓာမာရဏတောင်မှမိစေကဗုဒ္ဓတသူသည်ခုနှစ်ရပလုံးနိရောဓသမာပတ်ဝင်သားရာမထတော်မူ၏ထိုကြောင့်ရှင် ထိုအရှင်ပိသေကဗုဒ္ဓသည်လည်းဒိဗ္ဗသက္ကုအဘိညာဉ်ဖြင့်ကြည့်ရှုတော်မူလက်သည်ရှိတော်အလုံးစုံသော သမုဒိပါကျွတ်၌မွတ်သိသောဘေးသည်ဖြစ်၏တရေကြီးအိမ်၌လည်း၅ရောက်သောသူတို့အလုံးငါစန္ဒသလေထမင်းကိုကြက်အပ်၏ဤသူတို့တရာတရားရှိကုန်အံ့လောငါအသည်ညိုထောက်ပံ့ခြင်းကို ပြုခြင်းငါသွားနိုင်ကြကုန်အံ့လောဟုကြည့်ရှုတော်မူလက်သည်ရှိတော် ထိုသူတို့ဤသရာတရားရှိသည့်အဖြစ်ကို၎င်းတင်ညိုထောက်ပံ့ခြင်းကို ပြုခြင်းကစွမ်းနိုင်သည့်အဖြစ်ကို၎င်းမြင်တော်မူရလျင်တပိတ်သင်္ကန်းကိုယူ၍တထေကြီးဤတူရှုရှေ့တူကျူအယတ်တကားဝါ၌ရက်တော်မူလျက်သာလျင်မိမိကိုယ်တော်ကိုပြတော်မူလေ၏တထေကြီးသည် ထိုရှင်ပိတိကဗုဒ္ဓကိုမြင်ရလျင်ကြည်လင်နှစ်သက်သောစိတ်ရှိသည့်ဖြစ်၍ရှေးခါ၌လည်းငါသည်အလူဒါနကိုမလူလေသောကြောင့် ဤသို့သဘောရှိသောငတ်မို့သောဘေးကိုတွေ့မြင်ရ၏စင်စင်အားဖြင့်ဤထမင်းသည်ငါ့ကိုတရက်မျှသာလျှင်စောင့်နိုင်ရ၏အရှင်ပိသေကဗုဒ္ဓအလှူအပ်သောအလှသည်များစွာကုန်သောကဘာဂရီတို့၌ငါဤစည်းဝါးချမ်းသာကိုစောင့်နိုင်သည်ဖြစ်လက်တံဟုနှလုံးသွင်း၍ထိုထမင်းခွက်ကိုပယ်သည်ဖြင့်ရှင်ပိသေကဗုဒ္ဓတို့ရှင်းကပ်ပြီးလျှင်ငါဘာသောတည်ခြင်းဖြင့်ရှင်ကို၍အိမ်သို့ပင့်ဆောင်လျက်နေရာ၌ထိုင်နေသောပိသေကဗုဒ္ဓဤရှေတို့ကိုသိကြောပြီးလျှင် ရွှေရှိသေးအင်းပြေ၌ထားသဖြင့်ထမင်းခွက်ကိုယူလျက်အရှင်ပိတကဗုဒ္ဓဤတပိတ်တော်၌စွမ်းကိုလောင်းလှူလေ၏။စွမ်းသည်တဝက်မြကျွင်းကြံလက်သည်ရှိတော်ရှင်ပိတကဗုဒ္ဓသည်လက်ဖြင့်တပိတ်ကိုပိတ်တော်မူလေ၏။ထိုကားထိုရှင်ပိတကဗုဒ္ဓကို အရှင်ဘုရားဤစွမ်းသည်တဆလေသောသံဖြင့်ငါရောက်တော်သူတို့အလို့ငါချက်အပ်တော်ထမင်းဤတခုသောအဖို့မြတာဖြစ်ပါသည်။ဤငါဖို့တဖို့မြဖြစ်သောထမင်းကို နှစ်ဖို့ပြုခြင်းကမတက်ကောင်းပါဖရာတပည့်တော်အားဤပသုတ်ဘန်းဘွား၌တင်းညူထောက်ပံ့ခြင်းကို ပြုတော်မမူကြပါလင်တပည့်တော်သည်အကျွင်းမဲ့လူလိုပါသည်ဖရာဟုလျှောက်ကြား၍အလုံးစုံသောစွမ်းကိုလှူဒန်းလေ၏လှူဒန်းပြီး၍တော်ကားအရှင်ဖရာတပံဖြစ်လေရာဖြစ်လေရာအရ၌ဤသို့သဘောရှိသောငမုရှင်ငမုသောဘေးကိုမမြင်ရပါလိုဤခါမှသာ၍အလုံးစုံသမှုဒီပါကျွန်း၌နေကုန်သောသူတို့အား မျိုးထမင်းကိုပေးခြင်းကသွားနိုင်တော်သူဖြစ်ရပါလို၏မိမိလည်းဖြင့်လက်မှုကိုပြု၍အတတ်မမွေးရပါလို250တော်ကြီးတို့ကိုတုတ်တင်စေ၍ဥကောင်းကိုရေရှိုးပြီလျင်ထိုကြီးတို့ဤတကား၌ထိုင်လျက်အထက်သို့ကြည်သောခဏ၌သာလျင်တပည့်တော်အားတလေးနီမိုးအရင်တို့သည်ကြာ၍အလုံးစုံသောကြီးတို့၌ပြည့်ပါစေကုန်သတည်းဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌လည်းဤမယားသည်၎င်းဤသားသည်၎င်း ဤရွှေမသည်၎င်းဤယွန်သည်၎င်းဖြစ်ပါသည်ဖျားဟုပတ္ထနာမှုသုတောင်းခြင်းကိုပြုလေ၏ထိုတရေကြီးဤဇနီးတထေကတော်ကြီးသည်လည်းငါဤလင်ယောက်ျားသည်မောသိရှင်ဖြင့်နှိမ့်ဆက်အပ်သည်ဖြစ်ပါလျက်ငါသည်စားတော်ရှင်ကမတက်ကောင်းဟုကြံ၍မိမိအဖို့ကို ရှင်ပိသေကဗုဒ္ဓအားလှူ၍အရှင်ဘုရားယခုခါ၌ဖြစ်လေဖြစ်လေရာဖြစ်လေရာတန်တရာဘဝအဆက်ဆက်၌ဤသို့သဘောရှိသော ငတ်မသောဘေးကိုမတွေ့မကြုံရပါလို့ထမင်းအိုးကိုရှေ့တွင်ထား၍အလုံးစုံသောသမုဒီမှာကျွနိုင်နေသောသူတို့အားထမင်းကိုပေးတော်လဲတပည့်တော်မှ၏မထသေးသည်မြကာလပတ်လုံးခုရအရက်သည်ပြည်မြေတိုင်းပြည်သည်သာလျှင်ဖြစ်ပါသေးသည်ဤလင်းရောက်ကြသည်၎င်းဤသားသည်၎င်းဤရွှေမသည်၎င်းဤကျွန်သည်၎င်းဖြစ်ပါသည်ဖရာဟုပတ္ထနာအမှုသုတောင်းခြင်းကိုဖြစ်စေလေ၏ထိုတရေကြီးဤသားသည်လဲမိမိအဖို့ထမင်းကို ရှင်ဘိဒေကဗုဒ္ဓအားလူ၍အရှင်ဘုရားဤနေ့မှစ၍ဤသို့သဘောရှိသောငတ်မှုသောဘေးကို မတွေ့မမြင်ရပါလို တပည့်တော်သည်အသည်ဘုရားတထောင်ရှိသောအိတ်တလုံးကိုလွယ်၍အလုံးစုံသောသမုဒိပါကျွန်း၌နေသောသူတို့အားအသည်ဘုရားကိုပေး၍တော်လဲဤတပြားတထောင်ရှိသောအိတ်သည်ပြည့်မြဲတိုင်းသာပြည့်ပါသေးသည်ဤမိဘတို့သည်သာဖြစ်ကြပါသေးကုန်သည်ဤမယဤကျွန်းသည်သာဖြစ်ပါသည်ဘုရားဟုဆုတောင်းခြင်းကိုဖြစ်သေးလေ၏ တို့တရေကြီးဤရွှေမသည်လည်းမိမိဤအဖို့ထမင်းကို ရှင်ထမင်းကိုရှင်ပိတေကဗုဒ္ဓအားပေးလူ၍ရှင်ဖရာဤဘဝမှာဆ၍ဤသို့သောရှိသောငမောသောဘေးကိုမတွေ့မမြင်ရပါလိုတပေတော်မှာလည်းစဘာတော်တစ်ခုကိုရှေ့တွင်တည်ထား၍အလုံးစုံသောသမုဒိပါကျွနိုင်နေသောသူတို့အားမျိုးထမင်းကို ပေးကမ်းသည်ရှိသောကုံသောအဖြစ်သည်မထင်ပါသေးသည်ဖြစ်လေတိုင်းဖြစ်လေတိုင်းသောဘဝ၌ဤရောက်ခမဤရောက်ကြသူ ဤရောက်ခမမိမသူတို့သည်သာ ဖြစ်ကြပါသည်ကုန်သည်ဤလင်းသည်သာလင်းဤကျွန်းသည်သာလင်းဖြစ်ပါသည်ဖရာဟုပတ္ထနာအမှုသုတောင်းခြင်းကိုဖြစ်စေလေ၏ထိုတရေကြီးဤဘုံနာအမိရှိသောကျွန်းသည်လည်းမိမိအဖို့ထမင်းထမင်းကို ရှင်ပိသေကဗုဒ္ဓအားပေးလှူ၍ဤကိုအဖြစ်မှဆ၍ဤသို့သဘောရှိသောငတ်မှုရှင်ပိကိုမတွေ့မကြုံမတွေ့မမြင်ရပါလို့အလုံးစုံသောဤသခင်တို့သည်သာဖြစ်ကြပါသေးကုန်သည် တပည့်တော်သည်လေထုံသည်ရှိသောဤလက်ရဘတ်၌ဤလက်ရဘတ်၌၃ခုဤလက်ဝဲဘတ်၌၃ခုအလေ၌တစ်ခုဤသို့သောအဖြင့်တစ်သားချင်းမြအတိုင်းရှိရှိကုန်သောခုနှစ်ခုခုနှစ်ခုသောအရေးအသားတို့သည်ဖြစ်ပါသေးကုန်သတည်းဟုသူတောင်းခြင်းကိုဖြစ်သေးလေ၏ရှင်ပေတိကဗုဒ္ဓသည်အလုံးစုံသောသူဤလီပထနာမှုသူတောင်းခြင်းကိုပြုသောအစုံ၌ဤသို့သူတောင်းနိုင်ပြည့်စေသတည်းဟုမိန့်တော်မူ၍ ဣသိဒံပဋိဒံဒုံရှံခိဗမေဝသမိသတုတဗ္ဗဘူရင်တုသင်္ကပါသံတော်ဗန္နာရသောယထာဣသိဒံပဋိဒံဒုံရှံခိဗမေဝသမိသတုတဗ္ဗဘူရင်တုသင်္ကပါမဏီသောတိရာသောယထာဣသိဒံလိုရှိရသောပဋိဒံတောင်းတအပ်သောစီဝါရှမ်းသာမင်္ဂလာအပေါင်းသည် ုံရှမ်းသင်အားခိဗမေဝလင်းသွားသလျင်တမိတ်သူပြည့်စေတတိတပ်ပြီးအလုံးစုံသောသင်္ကပ္ပအကြံစီတို့သည်သံတော်ဗန္နာရသောယထာတသံငါယထုံးသောလာပြီဝန်ကဲ့သို့ဘူရင်တူပြည့်စေကိုပြည့်စုံစေကုန်တည်းအိစီတံအလိုရှိရသောပဋိတံတောင်းတအပ်သောစီဝါရှမ်းသာမင်္ဂလာအပေါင်းသည် ဒုံရှံသိအာခိဗာမေဝလှင်သွာသာလင်သမိတ်သတူပြည့်စုံသေးသတည်းတပ်ပေအလုံးစုံကုန်သောသင်္ကပ္ပအကျံစီတို့သည်မဏီသောဒီရာသောယထာအလိုဟုသမြကိုပြီးစေနိုင်သောမဏီသောဒီမဏီသောဒီရာသာကြောက်မြရတနာကဲ့သို့ဘူရင်တူပြည့်စေကုန်သတည်းဤတို့လင်ရှင်ပြေတိကဗုဒ္ဓသည်ဝမ်းမြဝမ်းသာအနုမောဒနာပြုတော်မူပြီးလျင် ငါသည်ဤသည်တို့ဤစိတ်ကို ကြီးညိုသိမ့်သောငါသည်ဤဟုကြံတော်မူလျက်ကန္နမာနရတောင်သူရောက်သည့်တိုင်အောင်ဤသူတို့သည်ငါကိုဖူးမြင်ကြရပါသေးကုန်သည်ဟုအဋိဌံတော်မူ၍ဖဲကြွသွားတော်မူလေ၏ထိုသူတို့သည်လည်းဖူးမြင်ကြကုန်လျက်သာတည်နေကြလေကုန်၏ထိုပိသေကဗုဒ္ဓသည်ကြွသွားတော်မူ၍ထိုစွမ်းကို900သောပိသေကဗုဒ္ဓတို့နှင့်အတူတကွခွဲခြမ်းဝေဖန်တော်မူလေ၏ထိုစွမ်းသည်ရှင်ပိသေကဗုဒ္ဓ၏အာနုဘော်ကြောင့် အလုံးစုံသောပိသိကဗုဒ္ဓ900တို့အားလည်းလောက်လောက်ငငဖြစ်၏ထိုလူဒန်းသောသူတို့သည် ကြည့်ရှုလျက်သာလျှင်တည်နေကြလေုံ၏မွန်တဲ့သောကာလကိုလွန်လပ်သည်ရှိသောတထေကတော်ကြီးသည်သမင်းအုပ်ကိုသိ၍ဆလောင်းအုပ်လျက်ထားလေ၏တထေကတော်ကြီးသည်လည်းမိုးသိပ်သာလောင်ခြင်းဖြင့်နှိပ်စက်ခြင်းကြောင့်တုံလုံးလဲ၍အိပ်ပျော်ခြင်းသို့ရောက်ရှာလေ၏ထိုတထေကြီးသည်၎င်းညာကျမ်းသော အခါနှိုး၍မြားကို ရှင်မ ငါသည်အလုံးလျင်မုတ်သိစာလောင်လိုက်ထမင်းအိုအပြင်း၌ရိုးကပ်သောထမင်းလုံးတို့သည်ရှိသေးသည်မဟုတ်လောဟုဆိုရှာလေ၏တတိကတော်ကြီးသည်ထမင်းအိုကိုဆေး၍ထားသည့်အဖြစ်ကို သိပါလျက်လဲမရှိသောစကားကိုမဆိုတတ်မူ၍ထမင်းအိုကိုဖွင့်ပြီးမှပြောကြားပေအံ့ဟုထား၍ထမင်းအိုအနီးသို့သွားပြီးလျင်ထမင်းအိုဖွင့်လိုက်သည်ရှိသောထိုများလောက်သာလျင်မြားလင်းကုန်အစင်းနှင့်တူသောအစင်းရှိသောထမင်းဖြင့်ပြည့်လျက်ရှိသည်လေပြည့်လျက်ရှိလေ၏ ထမင်းအိုးသလောင်းဘုံသည် ကြွလျက်တီလေ၏တရိကတော်ကြီးသည်လည်းထိုထမင်းအိုးကိုထိုထမင်းကိုမြင်လျင်မြင်ရင်းနှစ်သက်ဝမ်းမြောက်ရှင်းဖြင့်ပြန့်နှံ့သောကိုရှိသည်ဖြစ်၍တရေကြီးကိုအရှင်တရေကြီးထာအောင်လောကျွန်တော်မသည်ထမင်းအိုးကိုဆေး၍ပိတ်ထားပါသည်ထိုထမင်းအိုးသည်ကမြားလေးငုံအသင်းနှင့်တူသောအသင်းရှိသောထမင်းဖြင့်ပြည့်နေပြီကောင်းမှုတို့မြည်သည်ကပြုအပ်သောသဘောရှိကုန်၏အလူမြည်သည်ကပေးပေးအပ်သည်နှင့်ချင်း၏ အရှင်တရေမြင်ထားဦးလောသုံးဆောင်ပါဦးလောဟုဆိုလေ၏တရေကတော်ကြီးသည်နှစ်ယောက်သောသားဖတို့အားလည်းကြွေးမွေးပေးကမ်းလေ၏ထိုသားဖနှစ်ယောက်တို့သည်သားပြီး၍ထားကြကုန်သည်ရှိသော ရွှေမနှင့်တကွအတူထိုင်လျက်ကျွံပုံနာအထမင်းကိုပေးလေ၏ခူး၍ယူရယူရရက်သည်မကုန်နိုင် ရောင်းမပြင်းတကြိမ်ခူး၍ယူသောအရာ၌သာလျင်ထင်၏ထိုနေ့၌ပင်လင်ကြည်ဖသည်တို့သည် ရှေ့၌ပြေးဘူးသောဤအဖြစ်သာလျင် ပြေးကြလေကုန်၏ တတိကြီးအိန္ဒာထမင်းဖြစ်၏ထမင်းတို့ဖြင့်အလိုရှိကြကုန်သောသူတို့သည်လာ၍ယူကြပါသေးကုန်တည်းဟု၍လာ၍ယူကြပါသေးကုန်တည်းဟုမြို့၌ကြွေးကြော်ခြင်းကိုပြုစေလေ၏လူတို့သည်ထိုတတိကြီးအိမ်မှထမင်းကိုယူကြလေကုန်၏သမုဒိပါတကြုံလုံးလိုက်နေကြကုန်သောသူတို့သည်ထိုဗာရာဏသီတတိကြီးကိုမှု၍အသက်ရှင်ခြင်းကိုရကြလေကုန်သည်သာသည်ထိုဗာရာဏသီတတိကြီးသည်ဤဘဝမှာ သုတေမနေတေလွန်သည်ရှိသောနတ်ပြည်၌ဖြစ်၍နတ်ပြည် လူပြည်တို့၌ကျင်လည်လျက်ဤငါတို့ဖျားထင်ရှားပွင့်တော်မူသောအခါဗတ္တိယမြို့ဝဲတတိမြို့၌ဖြစ်လေ၏ထိုတတိကြီးဤတတိကတော်ကြီးသည်လည်းများသောသီးသည့်ဥစ္စာရှိသောအမျိုး၌ဖြစ်၍အွေတို့ရောက်လည်သည်ရှိသော ထိုတတိကြီးဤအိမ်တို့သာရောက်သွားလေ၏ထိုတတိကတော်ကြီးဤထိုတတိကြီးဤရှေးကောင်းမှုကံကိုမှီ၍အိမ်နောက်ဘေး၌ဆွဲပြီးသောအပြားရှိကုန်သောစိတ်ယုတ်တို့သည်ပေါ်ပေါက်လာကြကုန်၏။ဒါသည်လည်းထိုသူတို့ဤဒါသည်သာလျှင်ရွှေမသည် ရှိမသည်သာလျင်ကျွန်သည်ကျွန်သည်သာလျင်ဖြစ်လေ၏ထိုအခါတနေ့တနိုင်မင်းကတထေးကြီးသည်မိမိ၏ကောင်းမှုကိုစုံစမ်းလိုသည် ဖြစ်ပေ250သောကြီးတို့ကိုတုတ်တင်စေပြီးလျင်ဥပောင်းကိုရေချိုးလျက်တကား၌ထိုင်နေ၍အထက်သို့ချီရှုလေ၏အလုံးစုံသောကြီးတို့ကိုဆွဲပြီးသောအပြားချီသောသလေးနီစပါးတို့သည် ပြည့်စေကြလေကုန်၏ထိုတထေးကြီးသည်ကျင်းတော်သူတို့၏ကောင်းမှုတို့ကိုလည်းစုစမ်းလိုသည် ဖြစ်ရကမယားကို၎င်း တန်းဆသောသူတို့ကို၎င်းသင်တို့ဤကောင်းမှုတို့ကိုလည်းစူးစမ်းကြကုန်လောဟုဆိုလေ၏ထိုကတတိကြီးဤဇနီးတတိကတော်ကြီးသည်အလုံးစုံသောတန်းသာကိုဆင်လျက်များစွာသောလူအပေါင်းဤကြည့်ရှုစဉ်ပင်လျင်တဆလေများသောဇံကိုယူ၍ထိုဇံတို့ဖြင့်ထမင်းကိုချက်သိပြီးမှတကားမုံ၌ခင်းအပ်သောနေရာ၌ထိုင်းနေနေထိုင်လျက်ရွှေရောင်မကိုကင်ပြီးလျင်ထမင်းဖြင့်အလိုရှိကုန်သောသူတို့သည်လာကြသေးကုန်သည်ဟုကြွေးကြော်သိတဲ့ဖြင့်လာတိုင်းလာတိုင်းကုန်သောသူတို့၏ ဆောင်ယူခဲ့သောခွက်တို့ကိုပြည်သေးလျက်ပေးလေ၏တနေ့ပတ်လုံးပင်ပေးတော်လဲရောင်းမဖြင့်ခူး၍ယူရရက်သည်သာထင်၏ရှေးဖျားခြင်းတို့အား၎င်းယဟန်တန်ကားတော်ယဟန်တန်ကားတော်အပေါင်းအား၎င်းလက်ဝဲလက်ဖြင့်ထမင်းအိုးကိုလျာလက်ဖြင့်ရောင်းမကိုကင်လျက်ဤသူသာလျင်တပိတ်၌ပြည်သေးသည်ဖြင့်စွမ်းကိုလှူဒန်းမှုသည်အဖြစ်ကြောင့်ထိုတည်းကတော်ကြီး၏လက်ဝဲလက်ဖွားပြေ၌ပြည်သေးလျက်ဗရုံမာကြာလက္ခဏာဖြစ်ပေါ်လေ၏ ။တရားလက်ဘဝပြင်၌ပြည်သေးလျက်လာဝန်လာဝန်လက္ခဏာဖြစ်ပေါ်လေ၏။အခြင်းကြောင့်ဓမ္မကရံရေစစ်ကိုကိုင်လျက်ယဟန်သံဃာတော်အပေါင်းအားရေကိုသိ၍လှူဒန်းဆက်ကပ်ကာထိုမှဤမှအဖန်ဖန်လှည့်လေခဲ့ဘူး၏။ထို့ကြောင့်တရေကတော်ကြီး၏လရာရှိဘဝပြင်၌ပြည်သေးလျက် လာဝန်လက္ခဏာဖြစ်ပေါ်လေ၏။လဝဲရှိဘဝပြင်၌ပြည်သေးလျက်ဘုံမာကြာလက္ခဏာဖြစ်ပေါ်လေ၏။ ထိုတရေကတော်ကြီးအားဤလက္ခဏာပါရှိသောအကြောင်းကြောင့်သန္နာပရုမာဟုသောအမည်ကိုမှဲ့ခေါ်ကြလေကုန်၏ထိုတရေကြီးဤသားသည်လည်းဥကောင်ကိုရေရှိုးပြီးလျင်တပြားတထောင်ရှိသောအိတ်ကိုယူ၍အတပြားဖြင့်အလိုရှိကုန်သောသူတို့သည် လာကြပါသည်ကုန်သည်ဟုဆိုလျက်လာကုန်သောလာကုန်လာကုန်သောသူတို့ဤယူလာခဲ့သောခွက်တို့ကိုပြည့်စည်သည်ဖြင့်ပေးကမ်းလေ၏အိမ်၌တပြားတထောင်သည်ဖြစ်မြဲတိုင်းပင်ဖြစ်လေ၏သူတရေကြီးဤရွှေမာသည်လည်းလုံးလုံးသောတန်သာတို့ဖြင့်တန်သာဆင်ပြီးလျင် တဘာတောင်ကိုယူ၍ဟင်းလင်းပြင်၌နေထိုင်လျက်မြို့ထမင်းတို့ပြင်အလိုရှိကြကုန်သောသူတို့သည် လာကြပါသည်ကုန်တည်းဟုဆိုသည်ဖြင့်လာကုန်လာကုန်သောသူတို့၏ယူလာခဲ့သောခွက်တို့ကို ပြည့်သည်လျက်ပေးကမ်းလေ၏တောင်သည်ပြည့်မြဲတိုင်းသာလျင်ပြည့်သည်ဖြစ်လေ၏ထိုတည်းကြီး၏ပုံနာအမည်ရှိသောဂျွန်သည်လည်းအလုံးစုံသောတန်သာတို့ပြင်တန်သာစဉ်လျက်ရွှေထွန်းဘိုးတို့၌ရွှေကျိုးတို့ဖြင့်နွားတို့ကိုကသေပြီးလျင်ရွှေနေနံတို့ကိုကန်၍နွားနှကောင်တို့အားနန်းသား နန္တာလတ်ငါးချောင်းရာတို့ကို ပေးသည်ဖြင့်ဥဇိုတို့၌ရွှေစုတို့ကိုစုပြီးလျင်လေတို့သွား၍မောင်းနှင်လေ၏ဤလရဘ၌သုံးခုဤလဝဲဘ၌သုံးခုအလယ်၌တစ်ခုဤတို့ခုနှစ်ခုကုန်သောအေးသားတို့သည်ကွဲ၍သွားကြလေကုန်၏သမုဒီပါကျွ၌နေသောသူတို့သည်ထမင်းမျိုးသဘာရွှေငွေသသည်တို့တွင်အချင်းချင်းလိုရှိရာကိုမင်းကတတိကြီးအိမ်မသာလျင်ယူကြရလေကုန်၏ဤငါရောက်တော်သူတို့သည် ြီးမြတ်သောဘုံကံရှိကြကုန်၏ဤတို့အာနုဘောကြီးမြတ်သောတရေကြီးသည်မြတ်စွာဘုရားကြွတော်ကြွလာတော်မူတည်းဟုကြားသိရလျင်မြတ်စွာဘုရားခီးဥကြိုသောခြင်းကိုပြုအံ့ဟုထွက်လာလက်သည်ရှိသောခီးကြား၌တိတိတို့ကိုမြင်ရသဖြင့်တေထိုတိတိတို့ကတရေကြီးတင်ဒီကုသိုလ်ကောင်းမှုပြုအပ်၏ဟုအယူရှိသောသူဖြစ်ပါလျက်ကုသိုလ်ကောင်းမှုမပြုအပ်ဟုအယူရှိသောယဟန်ဂေါရမ၏အထံသို့အဘဲကြောင့်သွားရပြီတည်းနီးဟုဆို၍တားမြစ်အပ်တော်လဲ။ ထိုနေဒီတို့ဤစကားကိုမနာမယူမူ၍သွားပြီးလျင်မြတ်စွာဘုရားကိုရှင်ကိုလျက်တင်းရန်လျှောက်ပတ်သောအရ၌နေလေ၏ထိုကမင်းကားတထေကြီးအားမြတ်စွာဘုရားသည်အစဉ်အတိုင်းဖြစ်သောတရားစကားကိုဟောကြားတော်မူလေ၏မင်းကားတထေကြီးသည်ဒီသနာတော်ဤဆုံး၌သောတာပတ္တိဖို့သို့ရောက်၍မြတ်စွာဘုရားအားဒိဋ္ဌိတို့သည်ကျေးဇူးမေကိုဆို၍မိမိအားတားမြစ်သောအဖြစ်ကိုရှောက်ကြားလေ၏ထိုကတထေကြီးကိုမြတ်စွာဘုရားသည်တထေကြီးဤတတဝါတို့မိဒီကားကြီးကျယ်များပြား ကြီးကျယ်များမြောင်တော်လဲမိမိအပြစ်ကိုမမြင်နိုင်ကြကုန်ထင်ရှားမရှိတော်လဲသူတော်ဘာတို့၏အပြစ်ကိုထင်ရှားရှိသည်ဟုပြုလို့၍ထိုတို့ရတို့၌ဖွဲကိုကဲ့သို့လွင်ကျဲတောက်ကြကုန်ဤဟုမိန်တော်မူ၍ဤကားတာကိုဟောကြတော်မူလေ၏သူတတံဝဇာမင်းကြီးတံအဒနာပနာဒုဒ္ဒတံပရိဒဟိသောဝဇာနီဩပုနာတိယထာဘုတံအဒနောပနာသာရိတိ ကလိန်ဝကိတဝသတ္ထောကလိဝအတနောပနာသာရီတိကလိန်ဝကိတဝသတ္ထော အင်းကြီးတန်သူတော်ဘာတို့ဤဝဇံပြစ်ကို သူဒ္ဓတံမြင်လွယ်ဤအတနောမိမိဤဝဇံပနာပြစ်ကိုကသူဒ္ဓတံမြင်နိုင်ကြဤဟိထိုသကားသင်သောသောထိုသူတော်ဘာတို့ဤထိုသူတော်ဘာဤအပြစ်သားမြင်မိမိအပြစ်မမြင်လေရှိတော်သူသည်ဘုဒ္ဓံဖွယ်ကို ဩပုနာတိယရာလွင့်တကယ်သူပရိသန်သူတော်ဘာတို့ဤဝသနီအပြစ်တို့ကိုဩပုနာတိလွင့်တဤတထောဆင်းလေသောငှမှုဆိုသည်ကလင်အပြစ်ရှိသောမိမိကိုယ်ကိုကိတာဝါဝတိခါကျူသာတိတို့ဖြင့်ဖုံးလွှမ်းပြီးတကယ်သူအတ္တနောမိမိဤဝဇံဘာနာအပြစ်ကိုကားသာရီတိဖုံးလွှမ်း၏ဒိသနာတို့၏အဆုံး၌များစွာသော သူတို့သည် သောတာပတ္တိဘုသာတိတို့တို့ရောက်ကြလေကုန်၏မင်းတကတတိကြီးဝိတ္ထုပြီ၏ ားလုံးဘေးဘေးအားဝေးကွာ၍ကိုယ်စိတ်နှစ်ဖြာကျန်းမာရှင်းသာကြပါသည်